မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တော်မြို့နယ်ထဲမှာမွတ်စလင်လက်နက်ကိုင်တပ်တွေရဲ့စိတ်ဝင်တိုက်ခိုက်မှုကိုတံပြန်ချိန်မုံရေလုံနေရတဲ့အာရခတပ်တော် A ဟာပြည်ရင်းစစ်မျက်နှာလေးခုမှလည်းအနာသိန်းစစ်တပ်ကိုတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ A ကထုတ်ပြန်ပါတယ်ရခိုင်ပြည်နယ်အတွင်းမှာတိမ်ပိုက်ဖို့ကြံနေသေးတဲ့နေရာတွေအပါအဝင်ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရီတိုင်းစစ်မျက်နှာတွေမှာအာနာသိန်းစစ်တပ်ကိုတံပြန်ထိုးစစ်တွေလုပ်နေတာကြောင့် ိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA ကအောက်တိုဘာ10ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်အနာဒိစတက်ကနိုင်ငံတော်ဆုံးရှုံးသွားတဲ့တရင်တပ်မစစ်တိုင်းဌာနချုပ်တွေအပါအဝင်စစ်ရေးနိုင်ငံရေးအရာမဟာဗျူဟာကြတဲ့နေရာတွေကိုပြန်လည်စိုးမိုးနိုင်မှုအတွက်ထိုးစစ်ဆင်တိုက်ခိုက်လာမှုအပေါ်မှာအေးအနေနဲ့ကြံ့ကြံ့ခံပြီးတံပြန်ထိုးစစ်တွေဆင်နွှဲနေတာလို့ဆိုပါတယ် ခတ်တပ်တော်အေအားမြို့နယ်ပေါင်း18မြို့ရှိတဲ့ရခိုင်ပြည်နယ်ထဲမှာ14မြို့ကိုသိမ်းပိုက်ထားပြီးပြည်နယ်မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိနေတဲ့ကြောက်ဖြူမြို့နယ်မန်အောင်မြို့တွေသာကြန့်ရှိတော်တာ ဖြစ်ပါတယ်။ဒီထက်ကစစ်တွေနဲ့ကြောက်ဖြူမြို့တွေကအေအေတက်ရဲ့ဝိုင်းပတ်ပိတ်ဆို့မှုကိုခံထားရတာဖြစ်ပါတယ်။ကြောက်ဖြူမြို့ကိုသိမ်းပိုက်နိုင်မှုအတွက်အေအေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ကြောက်ဖြူမှာအေအေရဲ့ထိုးစစ်ကိုတံပြန်နိုင်မှုအတွက် နာသိစစ်တပ်ဘက်က2025ခုနှစ်မတ်လ3ရက်ကစတင်ပြီးကြီးရည်လေးပူပေါင်းဆစ်စင်ယူတွေတိမ်ဖက်များစွာ လုံနေပေမဲ့ထိရောက်မှုမရှိဘဲအထက်ကအကြဆုံးများနေတယ်လို့အေရထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောမရှင်ရဲ့စစ်သည်မော်တွေကပင်လယ်ပြင်ကနေစည်ရေးပြတ်မှတ်မဟုတ်တဲ့အရသားနေထိုင်ရာရက်ွက်ကြီးရွာတွေအတွင်ကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်တာပင်လယ်ပြင်အနီးငါးဖမ်းထွက်ကြတဲ့ရေလုံသားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေ ဒီရပိုင်းအတွက်မှာဆက်တိုက်လုပ်လာတယ်လို့ဆိုပါရယ်။ရေချောင်းကနေလက်နက်ကြီးနဲ့ပြက်ခတ်တိုက်ခိုက်မှုတွေကိုကြောက်ဖြူမျိုးနဲ့အေအေသိမ့်ပိုက်ထားတဲ့ကွားမျိုးနဲ့တန်တွဲမျိုးတွေမှာလုံနေတာဖြစ်ကောင်းဒီတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့အရက်သား20ထပ်မင်းဖမ်းဆီးခံထားတယ်လို့သိရပါရယ်။ဒါအပြင်စစ်ကော်မရှင်တပ်ကအော်တိုဘာ10ရက်နေ့မနက်ပိုင်းကတန်တွဲမျိုးအနီးဝန်းကျင်ကိုဂျက်လီရင်နဲ့ပုံချဲတိုက်ခိုက်ခဲ့တယ်လို့အေအေကထုတ်ပြန်ပါရယ်။ ဒီလိုလေချောင်းနဲ့ရေချောင်းတက်ခိုင်းမှုတွေကြောင့်ပြည်သူတွေအနေနဲ့ပင်လယ်ကမ်းနီးနဲ့မျိုးရွာတွေအတွက်မှာစည်ရေးတရေရှိကြဖို့နဲ့အထူးတရေထားကြဖို့အေအေကအတိပေးထားပါတယ်။ချက်ခိုင်းပြည်နယ်နဲ့မကွေးတိုင်းအဆက်ငဖဲမြို့နယ်အတွက်ကနှက်ရေကန်လေချောင်းရံကောက်ွယ်တပ်စခန်းနဲ့အနီးတစ်ဝိုက်မှာလဲအေအေဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေနဲ့အာနာသိန်းတပ်တို့ကြားတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အမ်ဘရန်လမ်းမပေါ်မှာရှိတဲ့နှဲ့ရီကန်စခန်းအတွက်အဓိကကာကင်စခန်းတစ်ခုဖြစ်တဲ့ပစီရွာအနီးကဖိုက်တာကုန်းစခန်းကိုအေးနဲ့ပူပေါင်းတပ်တွေကအောက်တိုဘာ၁၀ရက်နေ့မှာတင်ပိုက်နိုင်လိုက်တယ်လို့မြေပြင်စီးရေးသတင်းမြစ်တွေထံကသိရပါဗျ။အဲဒီနောက်မှာတော့နေရီကန်ပင်မစခန်းကိုတော်လန်ဤတပ်တွေကဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ ရခိုင်ပြည်နယ်ပုဂိုလ်တိုင်းအဆက်ပရောင်းမြို့နယ်အတွင်းကညောင်ကျိုးကြီးရွာအနီးတဝိုင်မှာလဲအာနာသိန်းတက်နဲ့အေအူးဆောင်တဲ့တော်လင်းတက်တွေကြားမှာတိုက်ပွဲပြင်းထန်နေပါတယ်။တောင်ကုန်းပရောင်းလမ်းမိုင်းပေါ်ကလေတာတောင်ညောင်ကျိုးစခတ်နဲ့ဆင်းလန်ရွာဝင်းကျင်တဝိုင်မှာတိုက်ပွဲတွေ ပြင်းထန်နေတာလို့သိရပါတယ်။ဒါအပြင်ပရောင်းမြို့နယ်မတုံရွာမှာရှိတဲ့အမတ်ဆက်6ကားကွယ်ရေးပစ္စည်းထုတ်ဆက်ယုံကိုလည်းတော်လင်းပူပေါင်းတက်တွေဘက်ကဖြတ်လေးပြက်နဲ့ဖြတ်တောက်ထားတာနှစ်လခွဲလောက်ကြာမြင့်နေပြီလို့မြေပြင်စီးရေးသတင်းမြစ်တွေထံကသိရပါတယ်။ အရာရီတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာတော့ရေကြီးငတိုင်းချောင်းလင်းမြနာနဲ့တာပေါင်းမြို့နယ်တွေအထိအေအေနဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ကတိုက်ပွဲတွေပြင်းထန်နေတာပါအရာရီတိုင်းဆင်းမြနာမှာတော့အနာသိန်းစစ်တပ်ကမြေပြင်ကနေကြီးတပ်တွေအပြင်ဝေဟင်နဲ့ရေချောင်းကိုပါအုံပြုနိုင်မြင်မဲ့အေအေနဲ့တော်လိုင်းပူပေါင်းတပ်တွေရဲ့ထိုးဖောက်မှုကိုချိန်မုံနိုင်မှုခက်ခဲနေတာကိုတွေ့ရတယ်လို့စီရေးဆောင်ကြည့်သူတွေကပြောပါတယ်စစ်တပ်ကတော့ ARI တိုင်းနဲ့ကိုလာရောက်ခုလုံနေတဲ့ရခိုင်စစ်ဆောင်တွေကို ဖန်ဆီးနှိပ်ကွပ်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်ရှင်